မင်္ဂလာပါခင်ဗျာတပတ်အတွင်းသတင်းတွေကိုတင်ဆက်ပါတော့မယ်ပထမဦးဆုံးအနေနဲ့ပြည်သူတွေအတွက်စစ်မှန်တဲ့ပြောင်းလဲဖြစ်ဖို့လိုတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကအာဇာနီနဲ့မေကွန်းမှာအခုသတင်းပတ်ထဲပြောကြားလိုက်ပါတယ်ခွန်ဘတ်တာပေးပို့ထားခဲ့ပါတယ်ခင်ဗျာဇော်လလ16ရက်နေ့မှာကြာရောက်တဲ့68နှစ်မြောက်အာဇာနီနဲ့ကိုတိုင်းနယ်ပြည်နယ်မှာရှိတဲ့ပြည်သူတွေအားလုံးနဲ့နိုင်ငံကောင်းဆောင်တဲ့အပါအဝင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေလည်းအခမ်းအနားတွေနဲ့အကုန်ပြုတ်ချင်းပတ်ခဲ့ကြပါတယ် ရန်ကုန်မြို့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှကျင်းပတဲ့68နှစ်မြောက်အစာနေနေ့အခါနာမှာတော့ဒေါ်ဆန်းစုကြည်ကစစ်မှန်တဲ့အပြောင်းလဲမလုပ်ဘဲအရင်လိုပဲဆက်သွားနေမယ်ဆိုရင်မြန်မာနိုင်ငံဟာဆက်ပြီးဆင်းရဲနေအောင်မယ်လို့ပြောပါတယ်။အခုဒီမှာတော့ဟာပြပောင်းများစွာရုံးကနဲ့နေနဲ့ပြမခါနဲ့နေနဲ့ဒီမှာတို့အတူတူကိုဒီမှာတို့အထုတ်ပြုတ်ခဲ့တယ်လို့ဒီမှာတို့ယူဆပါတယ်။အခုနောက်ဆက်ပြီးတော့ ယူဒီတွေကိုမှန်ကန်တဲ့အုပ်ချုပ်ရေးစနစ်ကိုထူထောင်ပေးတဲ့နည်းနဲ့အကျိုးပြုချင်ပါတယ်။ဒီလိုအပြုချက်အကျိုးပြုချင်လို့ကျမတို့ဟာရွေးကောက်ပွဲကိုရေဘော့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကျမတို့ရဲ့ဆောင်မုတ်ကတော့ပြောင်းလဲချိန်တာမင်းဆိုလူတိုင်းကလည်းသဘောတူလိမ့်မယ်လို့ကျမတို့ချက်ပါတယ်။ကျမတို့ပြောင်းလဲမှတကယ်အမှန်တကယ်ပြောင်းလဲမှဒီနိုင်ငံဟာတိုးတက်နိုင်မှာပါ။ ပြောင်းလဲတဲ့အောင်ပြောင်းလဲတဲ့အောင်ရအရင်ပုံစံနဲ့ဆက်သွင်းနေမယ်ဆိုလို့ရှိရင်တော့ကျွားတို့ပြည်သူတွေကအရင်တိုင်းပဲဆက်ပြီးတော့ဆင်းရဲနေမှာဖြစ်ပါတယ်ဒါပြင်တော့ဆန်စုကြည်ကလူမျိုးဘာသာတွေအလုံးဟာပုံစံမတူပေမဲ့ဒီမိုကရေစီကျတဲ့နိုင်ငံတော်ထူထောင်ဖို့တစိုက်တဝန်းတည်းဖြစ်တဲ့အကြောင်းလူလိုက်ရရရှိဖို့အတွက်တာဝန်မပြီးဆုံးခင်မှာကြဆုံခဲ့ရတဲ့ အစနီကောင်းဆောင်ကြီးတေရဲ့လမ်းစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်ခဲ့တဲ့ကြောင်းလည်းပြောပါတယ်အာဆာနီဂူပိမန်မာချင်ပါတဲ့68နှစ်မြောက်အာဆာနီနေ့အခါနာကိုဒေါ်ဆန်းစုကြည်ဒုတိယတမ်ဒါဒေါက်တာဆိုင်မောက်ခန်းပြည်သူ့လူတော်ဥက္ထသူရဥရှင်မအမျိုးသားလူတော်ဥက္ထဥခင်အောင်မြင့်အပါဝင် တခြားနိုင်ငံတို့အခြေကတည်းလည်းတက်ရောက်ကြတော့ပြုတ်ခဲ့ကြပါတယ်။ကျွန်တော်ခွန်ပါတာပါ။ရယဝီတိုင်းကြံခင်းမြို့မှာဇူလိုင်လ19ရက်အာဇာနည်နေ့ကအစ်စ်ဖွင့်လှစ်ခဲ့တဲ့ဗိုလ်ချုပ်ကျေးတွန်းရုပ်ထုရဲ့ဥကောင်ပိုင်းအဖြတ်ခံလိုက်ရတဲ့သတင်းကိုဒေါခင်ယူပါကအခုလိုတင်ဆက်ထားခဲ့ပါတယ်ခင်ဗျာ။ ဘိုးချုပ်ကြေးရုပ်ကိုလူငယ်တယောက်ကဦးကောင်းပိုင်းကိုဖျက်တောက်မှုဇန်နဝါရီ20ရက်နေ့မနက်9:00နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာပါတရားခံကိုဖမ်းဆီးအရေးယူထားပြီးအသေးစိတ်ကိုစစ်ဆေးနေတဲ့အတွက်အခုချိန်မှမပြောနိုင်သေးဘူးလို့ကြံကင်းရဲစခန်းကပြောပါတယ်အသူ့တော့ကျွန်တော်တို့ခင်ဗျာဟိုဟာကြံကင်းမြို့မှာရဲစခန်းပ48 2015ပြည်သူပိုင်းပြည်စည်းကာကွယ်စောက်စောက်ရေးဥပဒေပုံမှာ6နေနဲ့အမှုဖွင့်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကြံကင်းမြို့မှာရဲစခန်းမှာဖမ်းဆီးထားပါတယ်သူကတော့ကျော်ဖြိုးကျော်ထီခကိုဖြိုးလို့ခေါ်ပါခင်ဗျာအသက်က28နှစ် ။ဘာကြောင့်လုပ်တယ်လို့တော့ကျွန်တော်တို့အမှဆက်လက်ဆစ်ဆေးစုံလမ်းနေပါတယ်ခင်ဗျာ။ကျန်ကင်းမြို့မှာအာဇာနည်နေ့နဲ့ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကိုမနေ့ကပူတွေကျင်းပခဲ့တာပါ။ဗိုလ်ချုပ်ကြေးရုပ်ကိုတော့ဗိုလ်ချုပ်နှစ်တရာပြည့်အထိမ့်မတ်အနေနဲ့အဝေးပြေးကာဝင်းအနီးလမ်းမတော်လမ်းနဲ့မတနော်လမ်းစုံတောင်းမှာမတ်တရာဂုံပြူစိုက်ထုတ်ခဲ့တာပါ။ရုပ်ထုကိုမြို့ကန်ရမရဖတွေလူမှုရေးဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေနဲ့ဌာနဆိုင်ရာတွေပူးပေါင်းကြိုးပမ်းခဲ့ကြတာဖြစ်ပြီးအမြင့်ခုနှစ်ပေးကြေးပိတ်တာချိန်ပေါင်း450ကျော်ရှိတဲ့တရုတ်ထုကို 7320ကုန်ကြခန့်က9လကြာအချိန်ယူဆောက်လုပ်ခဲ့ရတာပါဒီနေ့ဇွန်လ20ရက်နေ့မှာတော့ဖျက်တောက်ခင်ရတဲ့ဗိုလ်ချုပ်ကြေးရုပ်ခေါင်းပိုင်းကိုပြန်ဆက်ပြီးသွားပြီလို့သိရပါတယ်ကျွန်မခင်ပါပါရှင်ထောင်နန်း73နှစ်6လကြာခန့်နေရတဲ့ဒီမိုကရေစီရေးစင်စက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင်ကိုထင်ကျော်ဟာအင်းစိန်ထောင်အတွင်းမှာပြည်ထရေးဝန်ကြီးကိုဆန္ဒပြခဲ့ပါတယ်ဥအားကပေးပို့ထားခဲ့ပါတယ်ခင်ဗျာဖျာနာရှိကြာဆုံးရ ယ်ဒုရိတ်ဒုရိတ်ဆီယာနာရှင်ကြဆောင်ရေးဒုရိတ်ထောင်တွင်းလုံခြုံရေးအခြေအနေတွေဟာအသက်အန္တရာယ်ကိုကာကွယ်မပေးနိုင်ဘူးလို့ယူဆတဲ့အတွက်အခုလိုဆန္ဒဖော်ထုတ်နေတာပါကိုတီကျော်ဟာသပင်းမုတ်စိမ်မွေးနှကမ်းမွေးမြိတ်တဲ့နီလန်နဲ့ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီးအခုလိုဆန္ဒဖော်ထုတ်တာလေးလကျော်ကြာမြင့်နေပြီလို့သူ့ရဲ့စနီကပြောပါတယ်အဲကျမကြီးကတော့ကောင်းပါတယ်ဟိုရင်းဟိုဘဝဖြစ်ဖြစ်ပါပဲ အဲဒီဒီသူ့ရဲ့ routine ပေါ့နော်ရုပ်ပိုင်းဆိုင်ရာကတော့သူဒီရဲဝင်ကြီးကိုဆန္ဒပြတဲ့အနေနဲ့ဟိုအထောင်နဲ့မှသူလုံကြံခံရလို့ဆန္ဒပြတာပါသူတို့ပေါ့နော်ပေါ်ထုတ်ရရှိတဲ့သူတို့တွေကိုဟိုလုံကြံဖို့အချက်လက်တွေလာပြီးတော့သူ့ကိုကိုယ်တိုင်လာဝင်ခံတဲ့လူတွေရှိလို့သူကဒီဟာပြည်ရေးဝင်ကြီးကတိုက်ရိုက်ညွှန်ကြားတာဆိုပြီးပြည်ရေးဝင်ကြီးကိုဆန္ဒပြတဲ့အနေနဲ့မိုးစိတ်မွေးနှခမ်းမွေးမရိပ်ဘူးဟိုစပင်မြှက်ဘူးပေါ့နော်ပြည်ရေးဝင်ကြီးနှုတ်ထွက်သွားရင်တော့ဒါကြီးလုံလုံမယ်ပေါ့ပြည်သူတွေဟာ မိမိတို့ကိုတာဝန်ယူနိုင်မဲ့ဆိုရမိမိတို့လွတ်လွတ်လပ်လပ်ရွေးချယ်ပါကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာဒီမိုကရေစီရဲ့ယဉ်ကျေးမှုတရားဖြစ်တယ်လွတ်လပ်တရားမျှတတဲ့ပွင့်လင်းတဲ့ရွေးကောက်ပွဲကိုပြည်ပြသားသားကျွန်တော်တို့ MBC ရဲ့ဘွဲ့ကထောက်ခံတယ်ပုံမှန်905ခါဝေးပုံမှန်78တွင်လည်းထောင်တန်း73နှစ်6လကြာခံနေရတဲ့ကိုထင်ကျော်ကိုဇူလိုင်လ20ရက်နေ့ကသူရင်ဆိုင်နေတဲ့အမှုတစ်ခုအတွက်မြောက်ကလာပါတရားရုံးမှာရှင်းထုတ်ခဲ့ပါတယ်ကျွန်တော်အာကာပါရန်ကုန်နိုင်ကိုတာကျွန်တော်တို့အဖွဲ့အစည်းတို့နိုင်ကိုတာတဲ့တူပဲရန်ကုန်တိုင်းအင်းစိန်ဆေးရုံမှာအာဇာနည်နေ့အတွက်ရည်ရွယ်ပြီး ူငယ်တွေသွေးလှူဒန်းတာကိုခန္ဓာစွန့်လွတ်လှူဒန်းတာမျိုးတွေအခုသတင်းပတ်တွင်ပြုတ်လုပ်ခဲ့ကြပါတယ်ဒေါ်လေးလေးမွန်ပေးပို့ထားခဲ့ပါတယ်ခင်ဗျာ

မောပါဘူး။ပြည့်ရပါတယ်။မျက်ကြည်လွာလူရမ်းမှုတွေမှာတော့ living donor လို့ခေါ်တဲ့လက်တလော့အသက်ရှင်ဇင်းလူရမ်းသူတွေဖြစ်ပါတယ်။အမေတို့ပြောမယ်ဒီနေ့ကအလုံးလဲပိတ်တယ်လေအားကြောင့်ဘာသာနည်းနည်းနဲ့တိုက်ဆိုင်လို့မလာလို့ဖြစ်တာပါ။ဒီနေ့ကတော့အများအားမမေ့ပါဘူး။အများအားတတိယလေးကိုအလုံးမအားရဒီပြအားရဒီနေ့ကတော့အများအားတတိယဖြစ်ပါလား။ကောင်းလေပတိသေးရတော့နိုင်ငံအတွက်ကောင်းအောင်အကုန်တော့ပါမှာဒီနေ့အာသာနေနေ့အတွက်မှလည်း မိမိရဲ့ခန္ဓာကိုမပြေခင်ရအောင်တံမိုးရှိရှိနဲ့လုံးချလို့ရအောင်လူတိုင်းနောင်မျိုးဆက်တွေလည်းရှင်းရှင်းပြောလို့ရှင်အောင်အချိန်ရှိတဲ့အချိန်လေးတစ်ချက်တံမိုးရှိအောင်လုံးတင်လုံးထတာလုံးဖို့လို့ပြောချင်ပါသေးဒီလူရှင်တွေကတေဆုံးတဲ့နေ့မှာတော့လေးနာရဲ့အတွင်းအလှကပြားပေါ်ကဖုန်းနံပါတ်အတိုင်းမိသားစုဝင်တွေကဆက်သွယ်အကြောင်းကြားပေးရမှာပါဆက်သွယ်ဖို့အခွင့်အရေးမရှိတဲ့အခါမှာလည်းသက်ဆိုင်ရာဆေးရုံကနေကွယ်လွန်သူမိသားစုထံကနေအလှူခံတာတွေလည်းရှိတယ်လို့ဆိုပါရယ် အခုလိုသွေးလူတန်းမှုနဲ့ခန္ဓာကိုယ်လူတန်းမှုတွေကိုအာဇာနီနေ့မှာပရဟိတအဖွဲ့တွေစုပေါင်းပြီးပထမဆုံးပြုလုပ်ကျင်းပသွားခဲ့တာပါလူကြီးတွေအပြင်လူငယ်အများစုကသွေးလူမျက်ကြည်လွှာလူနဲ့ကိုယ်ခန္ဓာလူတန်းမှုတွေကိုအင်းစိန်စိတ်ယုံမှာမနေ့9နာရီကနေနေ့လယ်10နာရီထိကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပါတယ်ကျမလေးလေးမောမဒေါန်ဆန်းစုကြည်နဲ့ NLD ပါတီကိုမဲမထဲ့ဖို့ရေးသားထားတဲ့လက်ကမ်းစာဆောင်ဖြန့်ဝေမှုဟာပါတီကလှုပ်ဆောင်တာမဟုတ်ကြောင်းကြန့်ခံရေးပါတီက သတင်းစာရှင်းလင်းပွဲအခုသတင်းပတ်တွင်ပြုလုပ်ခဲ့ပါတယ်။ဦးတော်စင်မျိုးပေးပို့ထားခဲ့ပါတယ်ခင်ဗျာ။ပေါင်ဆန်းစုကြည်နဲ့ NLD ပါတီကိုမဲမထဲ့ဖို့ရေးသားထားတဲ့စာရွက်တွေကိုအမည်မသိလူတစုကပြည်ခိုင်မျိုးပါတီဒီမိုကရက်ဦးထေးဦးအပါအဝင်ပါတီဝင်ပြည်တော်စုဝင်ကြီးတွေတက်ရောက်ခဲ့တဲ့ဇူလိုင်၁၈ရက်နေ့ကပြုလုပ်တဲ့နစင်တရားဆရာတော်ရဲ့စတုဒီတာအလှူမှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပါတီကလှုပ်ဆောင်တာမဟုတ်ကြောင်းကို ီခိုင်မျိုးပါတီကဇူလိုင်လ19ရက်နေ့ညနေပိုင်းမှာမြောင်းမြမြို့နယ်ပါတီရုံးတွင်တရင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ NLD ပါတီရဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအုံချတဲ့ဆာဝက်များလိုက်လံဝင်ခဲ့တဲ့ဖြစ်စဉ်ကမိမိတို့ပြည်တော်စုကြံ့နေတဲ့ပြည်သူ့ပါတီကဆောင်ရွက်ခြင်းမဟုတ်ပါဘူး။အဲ့လိုဆောင်ရွက်ကြတာကိုလည်းမိမိတို့အနေနဲ့မသိပါဘူး။မိမိတို့ပါတီမူဝါဒဟာအခြားပါတီတွေနဲ့ရုပ်ပေါ်ကံတွေဖြစ်နေသဘောထားရဲဆိုရဲမူဝါဒရှိပါတယ်။ ဘယ်လိုမှမှအခြားပါတီများအကြောင်းမကောင်းနဲ့မပြောပြပါဘူး။လုပ်ဖို့ပြန်ပြန်ဖြစ်နေတယ် NLD ပါတီတို့ NDF တို့ KPP ပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းတွေရှိခဲ့ပါတယ်။လက်ကမ်းစာဆောင်ဖြန့်ဝေသူတွေကိုလက်ရှိအချိန်ထိမသိရှိသေးကြောင်းနဲ့စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ဘယ်သူဝင်ကားသွားတယ်ဆိုတော့တတိယတော့မသိရဘူး။စုံလမ်းတော့စုံလမ်းကြည့်လူဘဲတွင်မှာလက်ကဲဆောင်ဖြန့်ဝေမှုကိုဘာကြောင့်မသိရှိတာလဲလို့မေးမြန်းရမှာတော့ လူ1000လောက်ကိုကျွေးမွေးနေတာကြောင့်မသိရှိတာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်တို့ဒါကိုတော့ကျွန်တော်တို့မသိတတ်ကြီးလူ1000လောက်1000ဒီပါလားဒီမှာအဆင်ပြေအောင်အခန့်ကျွေးမွေးနေရတဲ့ပုံစံမျိုးဒီလိုဖြစ်စဉ်တွေကိုကျွန်တော်တို့မသိတတ်လက်ကန်းစာဆောင်ဖြန့်ဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးနတ်စင်တရားဆရာတော်ကလည်းသူနဲ့မသက်ဆိုင်ကြောင်းရှင်းလင်းတဲ့စာတစောင်ထုတ်ပြန်ခဲ့ပြီးပြည်ခိုင်မျိုးပါတီအနေနဲ့ကလည်းပါတီကလှုပ်ဆောင်တာမဟုတ်ကြောင်းရှင်းလင်းခဲ့တာဖြစ်ပါတယ် ကျွန်တော်တော်စီမျိုးပါခင်ဗျာကန်တာယာပန်းချံကိုလက်ရှိယူထားတဲ့ဖူးပွင့်ဆန်ကုမ္ပဏီရဲ့ကန့်သက်ချက်ကြောင့်ညောက်ကလာပမြို့နယ်မှာအာဇာနီနဲ့အခမ်းအနားကိုလမ်းပေးမှာပဲကျင်းပခဲ့ရပါတယ်ဥအောင်ကြီးပေးပို့ထားခဲ့ပါတယ်ခင်ဗျာမြောက်လာပါမျိုးနဲ့မနှစ်စင်တဲ့တိုင်းကျင်းပတဲ့စကိုးကြီးလိုင်ခမ်းနာကိုကန္တာပန်းညံထဲမှာဘူကျုပ်ကျေးရုံမှာကျင်းပခဲ့ပေမဲ့ဒီနှစ်မှာတော့ကျင်းပခွင့်မရပါဘူးအခုလိုအပြင်မှာကျင်းပတဲ့အကြောင်းရတော့ကျွန်တော်တို့နှစ်စင်တဲ့တိုင်းကျင်းပလာတဲ့ဒီအာဇာနည်နဲ့အခမ်းအနားကို လက်ရှိငားရထားတဲ့ကုမ္ပဏီနဲ့တွားရောက်ညှိနှိုင်းတဲ့အခါမှာအချိန်ချင်းကျွန်တော်တို့ရချိန်တွေပေးအချိန်ချင်းပြောပြီးတော့ကျွန်တော်တို့ပိုင်ဆိုင်ခွင့်ရတဲ့ဒီရင်ပြည်ကြီးကိုသူတို့တွေကတတ်မှတ်ချက်တစ်ခုထားပြီးတော့အသုံးပြုခွင့်ပေးပါတယ်တကယ်ဆိုရင်ကျွန်တော်တို့ဒီဘိုလ်ချုပ်ကျောင်းရှိမှာရှိတဲ့ရင်ပြည်ကြီးတစ်ခုလုံးဟာကျွန်တော်တို့ပြည်သူတွေရဲ့ဘိုလ်ချုပ်ပိုင်ဆိုင်တဲ့နေရာလို့ကျွန်တော်တို့ကအစိုးရတတ်မှတ်ပြီးတော့သူတို့တွေတောင်းဆိုထားပြီးသားပါဒီအပေါ်မှာသူတို့ကနေပြီးတော့သူတို့ကန့်တတ်ချက်ရှိတဲ့နေရာဟိုသာအသုံးပြုခွင့်ပေးထားတဲ့အတွက်ကြောင့် ျွန်တော်တို့အချိန်ချိန်ညီနိုင်ဆွေးနွေးတော့လဲမအောင်မြင်တဲ့အတွက်ကြောင့်အခုလိုလမ်းမမှာထွက်ပြီးလောက်ရတာချင်းဖြစ်ပါတယ်ဘူးပန်းဆောင်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေကတော့တဆန်ရအုပ်ချုပ်ရေးဘိုင်းကခွင့်ပြုမယ်ဆိုရင်အာဇာနည်နေ့အခမ်းအနားကိုကျင်းပခွင့်ပြုမယ်လို့ပြောပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဒီထဲမှာမလောက်ပါနဲ့လဲကျွန်တော်မပြောထားပါဘူးကျွန်တော်တို့ကတက်ဆိုင်ရာဌာနကနေပြီးတော့ဟောပေါ့နော်ခွင့်ပြုမရရင်ကျွန်တော်ဘက်မှာတာစီပိုင်ခွင့်လည်းမရှိပါဘူးပြည်ပြင်ပိုင်ခွင့်လည်းမရှိပါဘူး ျွန်တော်တို့စီကို၄ရက်လောက်တော့ကြိုးပြီးလာတာပါပဲသူတို့အဖွဲ့အစည်းရင်းနဲ့ကျွန်တော်ညှိနှိုင်းမှုလည်းလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမလုပ်ပါနဲ့လည်းတခေါမှမပြောထားပါဘူးဟုတ်ကဲ့သက်ဆိုင်ရာဌာနခွင့်ပြုရင်ကျွန်တော်တို့အကုန်လုံးအဆင်ပြေအောင်တော့မှကျွန်တော်မောမှန်ပြင်ဆင်လာပေးပါတယ်ပြည်ထောင်စုကဘုဂျုံအောင်ဆန်းခန်းနာဘွဲတွေကိုကန္တာရပန်းညံထဲမှာကျင်းပဝင်ရခဲ့ပေမဲ့ ဒီနှစ်မှာတော့ဖူးပွင့်ဆန်ကုမ္ပဏီက9ရက်ပြည့်နောက်ပိုင်းကျင်းပခွင့်မရတာကြောင့်ဗကြုတ်ကျေးရုံနဲ့ပန်းချန်နေရာကိုအများပိုင်30ခွင့်ရအောင်မြောက်ကလပြည်သူတွေကလက်မှတ်ထိုးတောင်းဆိုသွားမယ်လို့သိရပါတယ်။ကန္နာဘန်းချန်ကိုပြီးခဲ့တဲ့နှစ်ကဖူးပွင့်ဆန်ကုမ္ပဏီကိုစီပင်က9ရက်ပြည့်ကလေးကစားခွင့်ပန်းချန်နဲ့စားတောက်ဆိုင်တွေစောက်လုပ်ခွင့်ရရှိထားတာဖြစ်ပါတယ်ကျွန်တော်အောင်ကြည့်ပါ။တိုက်ပွဲတွေကြောင့်ကင်းပြည်နယ်ကောင်းမှုကြီးရာကအခြေခံမူလတန်းအကြောင်းကိုပိတ်ထားတာနှစ်ပတ်ကြာတဲ့အထိ ြန်မဖွင့်နိုင်သေးပဲဖြစ်နေပါတယ်။အခုသတင်းမှအတွင်းခွန်ဘတ်တာပေးပို့ထားခဲ့တဲ့သတင်းပါခင်ဗျာ။ကရင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်စာတင်ကျောင်းကိုလက်နက်ကြီးကြီးဆန်ထိမှန်တဲ့နောက်ပိုင်းမှာစာတင်ကျောင်းတချို့ပိတ်ထားရတာပါအဲ့ဒီအထက်ကကောင်းမှုကျေးရွာအခြေခံမူလတန်းကျောင်းဟာလည်းပိတ်ထားတာနှစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။ကျောင်းဆက်ဆံမနဲ့မိဘတွေကကလေးတွေလမ်းမမရောက်အောင်အများဆုံးကျောင်းပြန်ဖွင့်နိုင်ဖို့လိုလားနေကြပါတယ်။ ကျွန်မတို့ကပညာသင်ပေးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးမျိုးချစ်စိတ်ဓာတ်တွေပညာစုစိတ်ဓာတ်တွေလေးဘာလို့အဲ့လိုမျိုးသုံးမလာတဲ့ခါတို့အဲ့ဒီစိတ်ဓာတ်တွေစီစီချင်းတော့ကောင်းတော့ကြောင်းမနေဘူးဆိုလို့ရှိရင်တို့အဲ့ဒီစိတ်ဓာတ်တွေတို့သိမှာမဟုတ်ဘူးခိုင်ချက်လည်းမှန်ချင်မှမှန်မယ်လေအဲ့လိုမျိုးခိုင်ချက်မှလို့ရှိရင်နိုင်ငံတော်အတွက်ထိခိုက်နိုင်မှာပေါ့နော်အဲ့ဒါကလေးကျောင်းသားရေပညာရေးကိုလောက်မနေစေပေးခဲ့တဲ့ဇွန်လ9ရက်နေ့ကကော့ကရီမျိုးအမှတ်၁ရပ်ွက်မှာရှိတဲ့အထက်ကကြောင်းခွဲချောင်းတောင်ကြောင်းကသူငယ်တန်းအဆောင်မှာလက်နက်ကြီးကြီးကြာရောက်ပောက်ကွဲခဲ့တာပါ ကြောင်းတက်ခြင်းမဟုတ်တဲ့တွေ့ကြောင်းတာတွေထိခိုက်တန်ရာရတဲ့တွေမရှိခဲ့ပါဘူး။တိုက်ပွဲကြောင့်ခေါမှုဂျေရွာသူရွာတာတွေဟာလည်းဘေးလူရွာကိုထွက်ပြေးနေကြရတာပါ။လက်ရှိအချိန်ထိရွာကိုပြန်ပြီးစာမသိရဲသေးတဲ့အတွက်လိုင်စင်ဂျေရွာဘုန်းကြီးကျောင်းအတွင်မှာပဲယာယီစက်သင်ခန်းပြုတ်လုစက်သင်နေကြပါလိမ့်။မိဘတွေဟိုကြောင်းလီကြောင်းပါနော်။ယာယီကြောင်းလာခါကြတော့အဲ့ဒါတို့ရဲ့တွားရဲလိုက်ရင်နေထိုင်ရေးတွေနောက်ပြီးတော့ကလေးတွေကြတော့လည်းဟိုရောက်တီရောက်ဖြစ်နေတယ်ပေါ့နော်။အဲ့ဒါအဲ့ဒါတပတ်စီစားလာတော့အခက်အခဲတွေအများကြီး ကြုံနေရတယ်ပေါ့နော်ပြီးတော့ဒီကမှလည်းစတင်လို့မဖြစ်သေးဘူးပေါ့နော်ကိုကြောင်နဲ့ဟိုကြောင်နဲ့ကွာကွာပါတယ်ကိုကြောင်နဲ့ကြတော့လွတ်လွတ်လပ်လပ်ပေါ့ကိုကြောင်မှကြတော့လည်းတိတ်မလို့လပ်ပါလက်ရှိမှာဒေတာတွင်တင်ငင်စပြုတ်လာပြီဆိုပေမဲ့ဒေတာခန်တွေကတော့အိမ်မပြန်ရဲကြသေးပါဘူးစစ်ဆောင်ပြည်သူတွေအတွက်အနာပိုင်ကအစားအသောက်တချို့အကူအညီထောက်ပံ့ပေးတာတွေရှိနေပါတယ်အိမ်ပြန်ကြဖို့ကိုလည်းအစိုးရကတိုက်တွန်းတာတွေရှိတယ်လို့ဒေတာခန်တွေကပြောပါတယ် တိုက်ပွဲကြောင့်ကွန်ကရစ်မြို့နယ်အတွင်းကစားတင်ကြောင်းဆက်ကြောင်းကြော်ကကျောင်းသူကျောင်းသားတွေအတွက်မိဘတွေကစိတ်ပူပြီးလာရောက်ခေါ်ဆောင်သွားတာတွေရှိခဲ့ပါတယ်။ကရင်ပြည်နယ်မြောက်ဝတီကွန်ကရစ်အရှလမ်းမတိမှာအစိုးရတပ်နဲ့ DKP တပ်တွေကြားဇွန်လလ၂ရက်နေ့ကစားပြီးတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲကြောင့်မြောက်ဝတီကွန်ကရစ်သွားတဲ့လမ်းတေရောလမ်းဟောင်းအပါခရီးသွားလာမှုနဲ့ကွန်စီစစ်စိမ့်မှုထိခိုက်တာတွေရှိခဲ့ရပါတယ်။ကျွန်တော်ခွန်ပါတာပါ။ဒီသတင်းနဲ့ပဲ တပတ်အတွင်းသတင်းတွေကိုရန်နာလိုက်ရပါတယ်ခင်ဗျာကျမ်းမာချမ်းသာကြပါစေကျွန်တော်မောင်တူပါ